ကျွန်တော်ဒီလိုနေပူရဲမှာထိုင်ပြီးတော့ကြိုဆိုတဲ့အတွက်အများကြီးပဲကျေးဇူးတင်ပါတယ်။ပြည်သူလူထုရဲ့ထောက်ခံမှုကကျွန်တော်ရဲ့အင်အားပါ။ကျွန်တော်အဖွဲ့ချုပ်ကပြည်သူရဲ့ထောက်ခံမှုနဲ့ရှင်သန်ခဲ့ရလားဆိုရင်အခုဆိုရင်အနှစ်30နေပါရှိပါပြီ။ဒါတော့အရေးကြီးတဲ့အခါဒီမှာဆိုရင်ကျွန်တော်အမြဲပဲပြည်သူနဲ့တွဲဆုံပြီးတော့ပြည်သူနဲ့ညှိနှိုင်းဆွေးနွေးနိုင်ကြမြညှိနှိုင်းပါတယ်။အရင်နောက်ဆုံးတစ်ခါကျွန်တော်လွိုက်ကောလာတော့မှဆိုလို့ရှိရင် ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်436ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့ကျမတို့လာခဲ့ပါတယ်။ကျမတို့ဟာတကယ်နိုင်ငံအတွက်အရေးကြီးတဲ့ကိစ္စတွေလုပ်ပြီးဆိုရွရှင်နိုင်ငံသူနိုင်ငံသားတွေရဲ့သဘောထားကိုတောင်းမှဖြစ်ပါတယ်။နိုင်ငံသူနိုင်ငံသားရဲ့သဘောထားဘယ်လိုရှိလဲဆိုတာကျမတို့စမ်းသပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတနိုင်ကအောင်မြင်ဖို့နိုင်ငံတနိုင်ကတွတ်တက်ဖို့ဆိုတာပြည်သူရဲ့အင်အားအင်တာမလိုပါတယ်ပြည်သူအင်အားမပါဘဲနဲ့ဗန်နိုင်ကမှမတွတ်တက်နိုင်ပါဘူးကျမတို့ကဘာတဝန်းကိုလက်ချေလိုက်ပါတွတ်တက်တဲ့နိုင်ငံတွေဆိုတာဟာပြည်သူကိုအခြေခံတဲ့ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေဖြစ်ပါတယ်မတွတ်တက်ဆုံးနိုင်ငံတွေဟာပြည်သူကိုအလေးမထား တံပေါ်မထတဲ့အနာရှင်စနစ်တွေကျွားမိုးတဲ့နိုင်ငံတွေဖြစ်ပါတယ်။ကျမတို့နိုင်ငံမှာလည်းကျမတို့နိုင်ငံမှာလည်းနှစ်ပေါင်းများစွာဒီမိုကရေစီဆုံးသုံးခဲ့ရလို့ကျမတို့နိုင်ငံအခြေအနေဟာမကောင်းတာပါ။ဒီလိုကြားပြည်နယ်လိုနေရာမျိုးမှာတောင်မှနိုင်ငံသားမှသွားပြီးတော့ဝင်းစာအတွက်ရှာနေရတဲ့လူငယ်တွေအင်တာမများပါတယ်။ ဒါကိုယ်နိုင်ငံမှာကိုယ့်ရဲ့ပြည်သူလူထုအတွက်ဖူလုံအောင်မလုပ်ပေးနိုင်လို့ဖြစ်ရတဲ့ကိစ္စပါ။ဒီချိန်တစ်ခါတော့ဆိုလို့ရှိရင်ကျမတို့နိုင်ငံကိုဒီကမ္ဘာလုံးအနေနဲ့ချီးမွားရပါတယ်။ကမ္ဘာစစ်ကြီးဒုတိယကမ္ဘာစစ်ကြီးအပြီးမှာဒီလောက်တောင်မှစစ်စစ်ဘေးအနေဒုက္ခတွေကိုကျော်လွှားခဲ့ရတာတောင်မှကျမတို့ဟာတိုးတက်နိုင်တဲ့အခြေအနေဖွံ့ဖြိုးနိုင်တဲ့အခြေအနေ ောင်းနိုင်တဲ့အခြေအနေမှာရှိတာကြောင့်မလို့ကဘာလေးစားခဲ့ရပါတယ်။အဲ့ဒီတော့ကကျမတို့လွတ်လပ်ရေးရာကာစတုန်းကဒီမိုကရေစီစနစ်ကိုအခြေခံပြီးတော့လွတ်လပ်ရေးကိုယူခဲ့တာပါ။တိုင်းရင်းသားများရဲ့ညီညွတ်မှုကိုအခြေခံပြီးတော့လွတ်လပ်ရေးရအောင်လုပ်ခဲ့တာပါ။အားလုံးသိတဲ့အတိုင်းပဲကျမတို့လွတ်လပ်ရေးရဲ့အခြေခံအုတ်မြစ်မှာပင်လုံစိတ်ဓာတ်ဟာအင်မတန်မှအရေးပါပါတယ်။ပင်လုံစိတ်ဓာတ်ဆိုတာဟာ ျမတို့တိုင်းသားများအားလုံးကူပေါင်းဆောင်ရွက်ခြင်းအပြင်သာကျမတို့နိုင်ငံအတွက်အဓိအဓိကကြတဲ့ကိစ္စတွေအောင်မြင်နိုင်မယ်ဆိုတဲ့ယုံကြည်မှုဖြစ်ပါတယ်။တချို့ကပင်လုံစာချုပ်နဲ့ပင်လုံစာစိတ်ဓာတ်ကိုနည်းနည်းခွဲခြားပြီးတော့နားမလည်ပါဘူး။ပင်လုံစာချုပ်ကတော့1948ခုနှစ် February 12ရက်နေ့တုန်းကလွတ်လပ်ရေးရရှိဖို့အတွက်ချုပ်ဆိုခဲ့တဲ့စာချုပ်ဖြစ်ပါလား အဲ့ဒီစာချုပ်ကိုလက်မှတ်ထိုးတဲ့တိုင်းသားတွေဟာကျမတို့နိုင်ငံမှာရှိတဲ့တိုင်းသားဘောင်းဆိုမဟုတ်ပါဘူးတချို့သာပါဝင်ခဲ့ပါတယ်အဲ့တော့တချို့ကပင်လုံးစာချုပ်ဟာအာတိုင်းသားအလုံးကိုကိုစားမပြုဘူးဆိုပြီးတော့ပြောကြပါတယ်မှန်ပါတယ်စာချုပ်ကိုလက်မှတ်ထိုးတဲ့အထက်မှာတိုင်းသားတွေအလုံးမပါပါဘူးသို့တော်ညာလေကျမတို့ပြောနေတာဟာပင်လုံးစာချုပ်ကပို့ပြီးတော့အရေးကြီးတဲ့အခြေခံပင်လုံးစိတ်ဓာတ်ပဲဖြစ်ပါတယ် ြင်ုံစိတ်ဓာတ်ကတော့ကျမတို့ညဉ့်ညွတ်ရေးစိတ်ဓာတ်ဆိုပြောလို့ရပါတယ်။ညဉ့်ညဉ့်ညွတ်ညွတ်နဲ့ကျမတို့အားလုံးလုံးမှအောင်မြင်မယ်။ညဉ့်ညဉ့်ညွတ်ညွတ်နဲ့အားလုံးလုံးလို့ရှိရင်ဘယ်လိုအခက်အခဲမဆိုကြော်လွှားနိုင်မယ်ဆိုတဲ့ယုံကြည်ချက်ဖြစ်ပါတယ်။ဒါတော့အခုကျမတို့လက်အခုချက်ချင်းလည်းငဲအချိန်မှာနိုင်ငံအတွက်အရေးကြီးနေတဲ့ကိစ္စကတော့နိုဝင်ဘာလ10ရက်နေ့မှာကြာရောက်မယ်ရွေးကောက်ပွဲများဖြစ်ပါတယ်။ ရွေးကောက်ပွဲများနဲ့ပတ်သက်လို့ကျမကပညာရေးအစီအစဉ်တွေဆိုပြီးတော့ကျမရောကျမရဲ့အဖွဲ့ချုပ်ကဒီတိုင်းပြည်လို့မှလုပ်ကြတယ်ပညာရေးအစီအစီအစဉ်ဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘာပညာရေးပေးဖို့လိုလဲလို့တချို့ကပြည်ချင်မှဖြစ်ပါတယ်နံပါတ်၁ကတော့ရွေးကောက်ပွဲတွေဟာဘာဖြစ်လို့အရေးကြီးလဲဆိုတော့ကျမတို့ပြည်သူလူထုအားလုံးနားလည်ဖို့ဟာအဓိကပါပဲ ွေးကပွဲဆိုတာပြည်သူလူထုကနေပြီးတော့ကိုယ့်ကိုကိုစားပြုမဲ့ပုံကိုယ်တွေကိုရွေးလိုက်တဲ့ပွဲပဲဒီကိုစားပြုမဲ့ပုံကိုယ်တွေဟာဒီနိုင်ငံရဲ့အစိုးရကိုဖွဲ့မှာဖြစ်ပါတယ်နိုင်ငံတနိုင်ငံရဲ့အစိုးရဆိုတာဟာနိုင်ငံတနိုင်ငံရဲ့ကံကြမ္မာပေါ်မှာအင်ပတာမှာလွှမ်းမိုးမှုရှိပါတယ်ဒါကြောင့်နိုင်ငံသူနိုင်ငံသားတွေကကိုယ့်နိုင်ငံရဲ့ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့်ရှိဖို့ဆိုလို့ရှိရင်ကိုယ့်ကိုတံပိုးထားလေးစားပြီးနာဂာမဲ့စနစ်အရာဒါကိုယ်စလေတွေကိုရွေးချယ်ရမှာဖြစ်ပါတယ်ကိုယ့်ကိုမနာဂာမဲ့သူတွေကိုယ့်ကိုအာနာရှင်လို့အုပ်ချုပ်မဲ့လူတွေစိုးမိုးတဲ့အစိုးရဆိုလို့ရှိရင်ပြည်သူလူထုရဲ့အခွင့်အရေးတွေကိုလေးစားမှလည်းမဟုတ်ဘူးအားပေးမှလည်းမဟုတ်ဘူးနောက်ဆုံးကြတော့ပြည်သူတွေဟာအဖိနှိတ်ခံဘဝကိုရောက်သွားမှာပါပဲ ဒါကြောင့်ကျမတို့ပြည်သူတွေဟာရွေးကောက်ပွဲအနေနဲ့တဆင့်ကိုလိုချင်တဲ့အစိုးရမျိုးပေါ်ပေါက်လာအောင်လို့လုပ်ဖို့ဟာအခွင့်အရေးရှိသလိုတာဝန်လည်းဖြစ်ပါတယ်ဒီအခွင့်အရေးရှိပါတယ်ကိုယ့်ကိုလေးစားမဲ့တန်ဖိုးထားမဲ့ကိုကိုရဲ့ဆန္ဒအရာတိုင်းပြည်ကိုအုပ်ချုပ်မဲ့အစိုးရတခုကိုရွေးပိုင်ခွင့်ဆိုတာဟာအခွင့်အရေးပါပဲဒါပေမဲ့ဒီခွင့်ရဲကိုကိုသုံးဖို့ဆိုတာလေတောင်းဝင်ပါပဲ။ ိုကတာဝန်မကျေလို့ကိုအခွင့်အရေးတွေဆုံးရှုံးသွားလို့ရှင်တော့ဒါကိုရဲ့အပြည့်လို့ပဲတတ်မှာမှာပါ။ဒါကြောင့်ကျမတို့ပြည်သူလူထုဟာရွေးကောက်ပွဲတွေထဲမှာတက်တက်ကြွကြွပါဝင်ဖို့အင်တာမအရေးကြီးပါတယ်။ကိုဘဝဆုံးဖြတ်ချက်ပဲ။ကိုအိမ်ထဲမှာဘလူဝင်တယ်ဘလူထွက်တယ်ကိုအိမ်ထဲမှာဘလဘလကိုဒီစိမ့်တယောက်ကလာပြီးတော့ဘာမှမဆိုင်မဲနဲ့ဗိုလ်ကျသွားလာဆိုလူကမှလက်ခံကြမှာမဟုတ်ဘူး။ ကိုယ့်အိမ်ထဲမှာဘလူလာခွင့်ရှိတယ်ဆိုတာကိုကဆုံးဖြတ်ရမှာသာဖြစ်တယ်။အဲ့ဒီတော့အစိုးရတခုဆိုတာလည်းဒီလိုပါပဲ။အစိုးရတခုဆိုတာကိုယ့်အိမ်ထဲကိုဝင်လာတဲ့လူတယောက်လိုပါပဲ။မဖြစ်မလဲဆိုတော့အစိုးရတွေရဲ့ဆုံးဖြတ်ချက်တဲ့ဟာလူတိုင်းလူတိုင်းရဲ့ဘဝပေါ်မှာလွှမ်းမိုးမှုရှိတယ်။ကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေဥပမာဆိုတာတော့ပညာရေးပညာရေးကိုယ့်ရဲ့သားသမီးတွေနဲ့ဆိုင်တဲ့ကိစ္စ ကိုယ့်ရဲ့သားသမီးရဲ့ဆိုင်တဲ့ကိစ္စကိုအဓိကဆုံးဖြတ်တာအစိုးရအဆုံးဖြတ်တာအစိုးရကဒီကျောင်းနေရာဘယ်လိုပုံစံရှိမလဲဒီကျောင်းနေမှာဆရာဆရာမတွေလုံလောက်မှုရှိရလားကျောင်းဆောင်မှုတွေကပြိုကျနေသလားခိုင်ခိုင်မာမာရှိသလားသင်ပုံသင်နည်းတွေဟာကဘာကဘာရဲ့စံချိန်ရင်းနဲ့ကန့်ညီသလားဆိုတော့ဒါရီယိုဆုံးဖြတ်မှာအစိုးရဖြစ်ပါတယ်ဒီတော့ဒီအစိုးရဆိုတာကိုယ့်ရဲ့အိမ်ထဲကိုဝင်လာတဲ့အပြင်လူတယောက်လိုပါပဲကိုသားသမီးတွေရဲ့ဘဝကို ဆုံးဖြတ်ပေးနေတာပါကိုတကားမိထားလို့လည်းမရဘူးဝင်လာတာပဲအစိုးရရဲ့ဆုံးဖြတ်ချက်တွေဟာကိုယ့်ရဲ့ဘဝပေါ်မှာကြောင်းမှုမှုရှိလာလာဒါကြောင့်ကျမတို့ပြည်သူပြည်သားများဟာဘယ်လိုအစိုးရမျိုးတစ်ခုပေါ်လာအောင်လုပ်မလဲဆိုတာအင်မတန်မှအရေးကြီးပါတယ်တယောက်ချင်းတယောက်ချင်းအတွက်အရေးကြီးပါတယ်အခုရေကောက်ပွဲမှာဆိုလို့ရှိရင်အသက်18နှစ်ကျော်တဲ့ပြည်သူနိုင်ငံသူနိုင်ငံသားတွေသာမဲပေးနိုင်မယ်။ဒါပေမဲ့ရေကောက်ပွဲရဲ့ရလဟာ ဆက်ရှင်နဲ့အောင်ကလေးတွေရဲ့ဘဝပေါ်မှာလည်းအများကြီးလွန်မှုရှိမှာပါကျမတို့ကလေးတွေရဲ့အနာကကျမ်းမာရေးပညာရေးဆိုတာအစိုးရရဲ့ဘဝရတွေနဲ့သက်ဆိုင်နေပါတယ်အစိုးရဟာပြည်သူကိုဘယ်လောက်အလေးထားတယ်ဆိုတဲ့ကိစ္စနဲ့သက်ဆိုင်နေပါတယ်ဒါကြောင့်ကျမတို့ရွေးကောက်ပွဲမှာပြည်သူများဟာကိုရထားတဲ့အခွင့်အရေးဖြစ်တဲ့မဲတစ်ချက်ကိုမှတ်မှန်ကန်ကန်သုံးဖို့ဆိုပြီးတော့ကျမတို့တိုက်တွန်းနေတ ဒီရွေးဒီမဲပေါ်မထည့်နိုင်ပြီးတော့ကိုယ့်ရဲ့နာမည်ကမဲစင်းထဲမှာပါဖို့လိုပါတယ်။မှန်မှန်ကန်ကန်ပါဖို့လိုပါတယ်။အဲ့ဒီဟာအတွက်တတ်နိုင်ခြင်းများအာယုံတယောက်ချင်းတယောက်ချင်းစ조사ကြပါ။ကျမတို့ဘွယ်ချုပ်ကလိုက်ပြီးလုတ်ပေးခြင်းပဲမဲ့လုတ်ပေးပိုင်ခွင့်မရှိပါဘူး။ကျမတို့ကဆော်ဩယုံပဲရှိပါတယ်။ကာယကရှင်ကြီးကိုယ်တိုင်သွားပြီးတော့မဲစင်းကြည့်ပြီးတော့အမားတိုင်းအမားတွေရှိလို့ရှိရင်ပြင်ဖို့လိုပါတယ်။ဒါမှရွက်ောက်ွယ်နေကြလို့ရှိရင်မဲပေးနိုင်ပါပါ။ ီတော့မဲနဲ့ပတ်သက်လို့ကျမအထူးကြရားပြင်နေမှာသတိပေးနေတာရှိပါတယ်။အရင်2020ရွေးကောက်ပွဲတုန်းကဆိုလို့ရှိရင်ကြိုတင်မဲတွေဆိုတဲ့ကိစ္စကြရားပြင်နေမှာအင်တာမကျေပြတ်ပါတယ်လို့ကျမကြားရပါတယ်။ကျမတို့တယောက်ကပြောသွားတာဟာပြောသွားတာတချို့မဲဆန္ဒနယ်တွေမှာဆိုလို့ရှိရင်ကြိုတိမ်မဲကထောင်ထဲချီပြီးတော့သွားပြီးမဲပြည့်ရဲ့လူက၁၀ရောက်တော့မပြည့်ဘူးလို့ပြောပါတယ်။ပြီးတော့ ဒီလိုကိစ္စတွေနောက်ထပ်မဖြစ်ဖို့ဟာအင်မတန်မှအရေးကြီးပါတယ်။ဒါကြိုတင်မဲ့ဆိုတာလူတိုင်းပေးရတာမဟုတ်ပါဘူး။သူ့ရဲ့စီမင်းစစ်ကမ်းအရကကြိုတင်မဲ့ပေးပိုင်မှုရှိတဲ့လူတွေရှိပါတယ်။အဲ့တော့အတင်းလာပြီးတော့ကြိုတင်မဲ့ပေးခိုင်းလို့ရှိလို့ရှိရင်မလုပ်ပါနဲ့။စီမင်းစစ်ကမ်းကိုနားမလည်လို့ရှိလို့ရှိရင်ကျမတို့အုတ်ချုပ်ရေးပိုင်းဆိုင်ရာလည်းမရှင်းပြဘူးဆိုရင်ကျမတို့အဖွဲ့ချုပ်ကိုဆက်ွယ်ပါအချွဲအဖွဲ့ချုပ်ကိုရှင်းပြပါလို့ပြောပါ ဘယ်လိုလူတွေကကြိုတင်မဲ့ပေးပိုင်ခွင့်ရှိလဲဘယ်လိုလူတွေကကြိုတင်မဲ့ပိုင်ပိုင်ခွင့်မရှိဘူးလဲဆိုတော့တေးသေးချာချာမေ့ကြအောင်အဲ့ဒါမှကိုယ်လာပြီးတော့အတင်းကျပ်ကြိုတင်မဲ့ပေးရမယ်လက်မှတ်ထိုးရမယ်လို့ပြောတဲ့လူတွေဟာဥပဒေကိုချိုးဖောက်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းသိရမှာဖြစ်ပါတယ်ဒါကြောင့်တို့ကြောက်ပါအခုဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ချိန်ချမှုတွေရှိတယ်လို့ဒီမှာကြားရပါတယ်။ဟိုပါတီကိုမဲမပင်းဒုက္ခရောက်မယ်လို့ အဲ့ဒါလေးကိုမဲပေးလို့ရှိရင်တော့ပြိမယ်လို့စဖြင့်အဲ့တော့အဲ့ဒါလေးကိုမဲပေးလိုက်လို့ရှိရင်ဒီမော်ဒယ်စီရဲ့အရာတော်ကိုသိရပါစေမယ်လို့ကျွန်တော်ပြောပြပါမကြောက်ပါနဲ့သူတို့ဘယ်လိုပဲချိန်ချောက်ချိန်ချောက်တကယ်တော့ကိုဘယ်သူ့ကိုမဲထိုင်လဲဆိုတာသူတို့မသိပါဘူးကျောပဲမဲပါတို့ကနတ်မျက်စိရှိတယ်လို့လို့ပါလို့လည်းပြတော့ပဲလို့ထည့်တယ်ဆိုတော့ငါတို့သိတယ်တော့ဆိုအလကားတက်ပြောနေရုံးကုန်ရုံးပါလေ ဝဲမဲမလို့အငယ်လေးကိုတတ်တည်ရှိရှိနဲ့ထည့်လိုက်ပါမဲနိုင်ပြီလို့ဆိုတော့ဘာမှလုပ်လို့မရဘူးမဲနိုင်ပါ့မယ်အဲ့ဒီတော့ဝိုင်းပြီးရှိနေတယ်မဲကိုထည့်ပါနောက်တစ်ခုကလည်းအဲ့ဒါတော့ချိန်ချောင်းမှုပေါ့နောက်မဲလုံးမဲတာတွေလည်းရှိရဲလို့ကျွန်မကြားရပါတယ်ဟုတ်ကဲ့ခံပေးတာလို့ပိုက်စားပေးတာလို့ဟိုဟာပေးတာလို့ဒီဟာပေးတာလို့ပေါ့နော်အဲ့ဒီတော့ ူလိုက်ပါပေးပါလေယူလိုက်ပါတော့ရဲ့ပေးလေယူအားနာစရာယူလိုက်ပါဒါပေမဲ့ငဲတော့မပေးနဲ့ဒီမှာတော့လည်းတော့မှမလုံးမပေးဘူးမလုံးမပေးဘူးဆိုအကြောင်းတစ်ခုရှိပါတယ်အကြောင်းကြောင်းကတော့ဒီမှာတော့ပေးတဲ့ပိုက်ဆံမရှိလို့ပေါ့နော်အဲ့ဒါတစ်ခုပေါ့ဒါပေမဲ့လည်းအဲ့ပေးရပိုက်ဆံမရှိတာလေဒီမှာတော့ဖြောက်မှလုံးဒီမှာတော့ပိုက်ဆံပို့ပြပါဦးဒီမှာတော့ဖွဲ့မှာဒါမြဲတကယ် အကြောင်းရင်းကတော့ကျမတို့ပြည်သူတွေကိုမဲ့လုံးပေးပြီးတော့မစည်းအောင်လားပြည်သူတွေကိုလေးစားတဲ့သဘောပါလူတယောက်ကိုလက်ထိုးတယ်ဆိုတာအဲ့ဒီလူဟာမဖြောင့်မဘူးလို့တတ်မှလို့ဒါလက်ထိုးတာမဟုတ်ဘူးလားအဲ့ဒီသူကလှထိုးတာပဲအဲ့တော့ပြည်သူကလှထိုးတယ်ဆိုတာပြည်သူကမဖောက်မဖြောက်မှဘူးပြည်သူကမှမှကတော့မစင်စားဘူးပြည်သူကစော်ကားတာပဲလို့ကျွန်တော်ကဒီလိုပဲမှတ်ပါတယ် ့တော်လာတဲ့လူသားပြီးမဲပိန်ဖားလိမ့်မယ်နော်ပေးတာရယူပါကျမတို့ကအမြဲပြတယ်ပေးတာယူပါဘာဖြစ်လို့ကျမတို့ကကိုယ်တိုင်မပေးနိုင်ပေမဲ့လူများတွေပေးတာကိုကျမတို့မပိတ်ပင်ပါဘူးဘာဖြစ်လို့ကျမတို့ပြည်သူတွေလည်းဒီပြည်သူတွေအတွက်လည်းရတော့ကောင်းတာပေါ့ပေးတဲ့လူလည်းနည်းနည်းကုသိုလ်တော့ရပါတော့ပေါ့အဲ့တော့လက်ခံလိုက်ပါမဲတော့အင်တာဗျူးပေးပါကျမတို့ ကျွန်တော်မြန်မာဒီမိုကရေစီဖွဲ့ချုပ်ကပြည်နယ်ရေးမှာရှင်းပြိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတချို့ကမေးခွန်းထုတ်ပါတယ်။ဘာဖြစ်လို့တိုင်းသားနေမြေတွေမှာလာပြီးတော့ရှင်းပြိုင်နေလဲတဲ့။အဲ့ဒါဆိုရင်ကျွန်မကတော့ပြန်ပြီးတော့မေးချင်တယ်။ဟောတခြားဘွယ်ကြီးတော့ဘာလို့အဲ့ဒီမေးခွန်းမမေးကြလဲ။ကျွန်မတို့ကဘာလို့လာလာမေးလဲ။အဲ့တော့ကျွန်တော်ကပြောမယ်။ကျွန်တော်ကရှင်းပြိုင်ရပြီ။ဘာဖြစ်လို့ဆိုတော့အဖွဲ့ချုပ်ကအစိုးရဖြစ်ဖို့ရှင်းပြိုင်နေတော့ကျွန်တော်ကအလကားအပြောရှင်းပြိုင်နေတာမဟုတ်ဘူး။ 绝搞不了不一样的事，你们他妈别忙嘛，别忙呢，乐乐玩的，开开苗族舞、交巴舞、交啥嘞？咱们们只玩的话，说话快点。把你们说话快点，那是说呀快嘛，难怪就只玩了六百个人，亚马嘛。说话我快点呢，只玩了六百四十五个，这比人家标准的要的，咱们只说六百个都亚马好多。大家只玩的话，说话快点不就？别搞不了，玩不起的。 ဒါကြောင့်ကျမတို့ဟာမဲဆန္ဒနဲ့တိုင်းမှာတတ်နိုင်ကြမြမဲဆန္ဒနိုင်နဲ့တိုင်းနဲ့တိုင်းမှာကျမတို့ဝင်ပြီးတော့ရှင်ပြမှုလိုပါလေကျမတို့ပြည်သူတွေသိလိမ့်မယ်ထင်တယ်ကျမတို့ရဲ့ပြည်တော်မှုပြည်တော်စုတော်အတွင်းမှာရောပြည်နယ်တွေတိုင်းတွေအစဉ်လွတ်တော်တွေအားလုံးမှာရော25ရာခိုင်နှုန်းသောကိုယ်စားလှယ်များဟာတမတော်ကောင်စကြီးဦးစည်းချုပ်ကနေပြီးတော့ရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေဖြစ်ပါတယ်ဒီတော့ပြည်သူတွေရွေးချယ်တဲ့ကိုယ်စားလှယ်ဆိုတာ85ရာခိုင်နှုန်းပဲရှိပါတယ် ဒီတော့ကျမတို့ဟာရွေးကောက်ပွဲမှာပြည်သူတွေမဲပေးတဲ့ရွေးကောက်ပွဲမှာဝင်ရွေးလို့ပြည်သူတွေကအရာရာဂိုင်းနှုတ်ထောက်ခံရင်တောင်မှ85နေရပဲ85ရာဂိုင်းနှုတ်မဲကျမတို့တွတ်တော်ရဲမှာအင်အားရှိနိုင်တယ်အစိုးရဖွဲ့လို့ဆိုတာကျမတို့ဟာ90ရာဂိုင်းနှုတ်ကျော်လို့တယ်အများစုဖြစ်ဖို့လို့တယ်ဒါကြောင့်ကျမတို့ကတတ်နိုင်သမျှနေရာတိုင်းမှာစ조사ပြီးတော့နိုင်အောင်လို့လုပ်ရတာဖြစ်ပါတယ် ဘယ်တိုင်းရင်းသားရဲ့ပါတီတွေကိုမှကျမတို့ကထိခိုက်စေချင်လို့မဟုတ်ပါဘူးတိုင်းရင်းသားတွေကြားထဲမှာလည်းညီညွတ်မှုကိုကျမတို့အများကြီးလိုလားပါတယ်ကျမတို့မြေသားဒီမိုဖေစီဖွဲ့ချုပ်ကအပြတ်တနိုင်ခြင်းနဲ့အပြတ်တနိုင်တဲ့အခါမှာအလုံးကိုကျမတို့ကနေလက်ကမ်းကြိုဆိုပြီးတော့အတူတကွနိုင်ငံရဲ့အနာဂတ်ကိုတည်ဆောက်မှာဖြစ်ပါတယ်ဘယ်သူကရန်သူဘယ်သူဘယ်သူကတော့ငါတို့ပေါ်မှာမကောင်းခဲ့တဲ့လူငါတို့ပေါ်မှာဒီလိုဒီဟိုလိုလုပ်ခဲ့တဲ့လူဆိုပြီးတော့ကျမတို့ဒီလိုစိတ်တွေမထားပါဘူး မြန်မာဒီမိုကရေစီဖွဲ့ချုပ်ကို1988ခုနှစ်စပြီးတော့ထူထောင်ကြတဲ့အနေပြီးတော့အာဂါဒကင်းစင်ရေးသဟာဇာတာဖြစ်ရေးအမျိုးသားရင်ကြားစစ်ရေးဆိုတဲ့သဘောထားတွေနဲ့ကျမတို့လွတ်ခဲ့တာပါအခုအချိန်လဲကျမတို့ဘယ်သူ့ကိုပါဘယ်ပါတီဘယ်ဖွဲ့စည်းပုံမှာထိခိုက်နစ်နာပျက်စီးအောင်လို့ကျမတို့မလွတ်ခဲ့ပါဘူးစီမင်းစစ်ကဥပဒေချိုးဖောက်တဲ့ကိစ္စတော့ကျမတို့ကနေပြီးတော့ဒါတော့တင်ပြတာပေါ့အခုရဲ့ရေကောက်ပွဲမတိုင်မီကာလမှာ င်းပြစ်စီကကုမလီတွေကိုချိုးဖောက်ပြီးတော့မဲဆွဲတဲ့ကိစ္စတွေရှိနေပါတယ်အဲ့ဒါတွေနဲ့ပတ်သက်လို့တော့ကျမတို့ကဥပဒေဘောင်အတွင်းရနေပြီးတော့ရဲကောင်ပဲကော်မရှင်ကိုတင်ပြပါတယ်အရေးယူဖို့ဆိုတော့ကော်မရှင်ရဲ့တာဝန်ပါဖြစ်ပါတယ်ဒီခါကျရင်ကျမဒီရဲကောင်ပွဲတွေအကြောင်းပြောရင်းနဲ့ကိုယ်စလဲတွေအကြောင်းပြောချင်ပါတယ်ကျမတို့ကကိုယ်စလဲတွေကိုမကြည့်ပါနဲ့အဖွဲ့ချုပ်အလောင်းအဖွဲ့ချုပ်ဒစိပဲကြည့်ပြီးတော့မဲပေးပါလို့ကျမတို့မေတ္တာရခံပါတယ် ။ဘာဖြစ်လို့လဲဆိုတော့တကယ်အရင်ကြီးတာဟာအဖွဲတစ်ဖွဲ့ရဲ့မူဝါဒပဲဖြစ်ပါတယ်။ဒီအဖွဲအတွင်းကကိုယ်စလဲတွေမှန်မှန်ကန်ကန်လုပ်ဖို့ထိမ့်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 တာဖို့ဆိုတာကျမတို့အဖွဲကခေါင်းဆောင်တွေရဲ့တာဝန်ဖြစ်ပါတယ်။အဲ့တော့ကျမတို့ရဲ့ကိုယ်စလဲတွေအတွက်ကျမတို့တာဝန်ယူပါတယ်။ကျမတို့ကိုယ်စလဲတွေသုံးမတန်ရရှင်သုံးမမယ်ပြုပြင်တန်ရရှင်ပြုပြင်မယ်စင်းစစ်ကန်ရအေးအေးယူရရှင်ကျမတို့အေးအေးယူမှာဖြစ်ပါတယ်။ ပြည်သူကတော့ကျမတို့အဖွဲ့ချုပ်ရဲ့ဘူဝါဒသဘောထားတွေနဲ့ကျမတို့ရဲ့ရည်ရချက်တွေကိုယုံယုံကြည်ကြည်နဲ့အဖွဲ့ချုပ်ကိုသာမဲပေးပါကျမတို့အဖွဲ့ချုပ်ကိုစလေတွေလည်းကျမကောင်းပြောထားပါလေကိုတော်လို့ရွေးခါရမယ်လို့မထင်နဲ့လို့အဖွဲ့ချုပ်ရဲ့နာမည်နဲ့ပဲရွေးခါရမှာလို့အဲ့ဒါလည်းအဲ့ဒါမှလည်းဟုတ်လားကိုယ်စလဲတွေရတယ်သူတို့ဟာပြည်သူကိုယ်စလဲတွေပြည်သူအတွက်ထားဆောင်ထားဆောင်ရမယ်လုပ်ရမယ်သူတွေ <laughs> ပြည်သူပေါ်ကနေကြောရမယ်လူတွေမဟုတ်ဘူးဆိုတာကိုသင်္ဒီဆရာနားလည်ကြအောင်ပါအဲ့တော့ကျမတို့ယူလို့ပြည်သူလူထုနဲ့တွဲဆုံပွဲတွေလုံတိုင်းလုံတိုင်းမှာဆိုလို့ရှိရင်လည်းကျမတို့မိခွန်းနေကျမတို့ဖိတ်ခေါ်ပါတယ်ဒီလိုမိခွန်းနေဖိတ်ခေါ်ရဲဆိုတာတနေရာနဲ့တနေရာပြဿနာတွေကစင်တူယုံမာတွေရှိတယ်လို့မတူ क्वे ပြတဲ့ပြဿနာတွေလည်းရှိတတ်ပါတယ်မတူ क्वे ပြတဲ့စိုးရိမ်မှုတွေမတူ क्वे ပြတဲ့မျောလင့်ချက်တွေလည်းရှိတတ်ပါတယ်တချို့အားကြီးကြတော့ ဘယ်နေရာသွားသွားဒီတိုင်းမြေလို့ဘယ်နေရာသွားသွားတူညီတဲ့ပြဿနာတွေလည်းလည်းကျမတို့တွေ့ရပါလေဥပမာဆိုရင်လေယာမြေတွေသိသိခံရတဲ့ကိစ္စဒါတိုင်းတိုင်းတလုံးမှာဖြစ်နေတဲ့ပြဿနာပါဒီလိုပြဿနာမျိုးဖြေရှင်းဖို့ဆိုတာအစိုးရပဲလုပ်နိုင်တာဖြစ်ပါတယ်အဲကြောင့်မလို့ကျမတို့ဟာအစိုးရဘက်ကိုစ조사တယ်ဆိုတော့ဒီလိုကိစ္စတွေကိုထိတိယောက်ယောက်လုပ်နိုင်ဖို့ပဲဖြစ်ပါတယ်အဲ့တော့အခုကျမတို့ကပြည်သူတွေရှိရပိဋကတ်ရှိရနေပြီးတော့ မိခွန်းတွေကျမတို့ဖိတ်ခေါ်တယ်ဆိုတာဟာတနေရာနဲ့တနေရာဒေသတစ်ခုနဲ့တစ်ခုမတူညီတဲ့ပြပနာတွေမတူညီတဲ့မျောလင့်ချက်စိုးရင်ချက်တွေကိုကျမတို့ပို့ပြီးတော့သိချင်လို့လည်းဖြစ်ပါတယ်တူညီတဲ့စိုးစိုးရင်ချက်တွေမျောလင့်ချက်ကိုတည်းလဲကျမတို့သိချင်ပါတယ်ဒါမှတတိုင်းပြည်တွင်းအတိုင်းတာနဲ့ရှိနေတဲ့ပြပနာတွေတတိုင်းပြည်တွင်းပြည်လုံးအတိုင်းတာမဟုတ်ပြင်မဲ့လေဒေသဆိုင်ရာမှာရှိနေတဲ့ပြပနာတွေကိုကျမတို့သိရပြီးတော့တတ်နိုင်သမျှ တို့အဖွဲ့ချုပ်ကနေပြီးတော့လုံနိုင်တဲ့အချိန်မှာဖြည့်ရှင်းပေးနိုင်ဖို့ဖြစ်ပါတယ်